be a support and about the amount of time that you move တော်လန်ရေကာလာတောင်ပြည်ကိုစီမံအုပ်ချုပ်နိုင်ဖို့တောင်ပြည်ကောင်စီကိုဖွဲ့စည်းလိုက်ပါတယ်။ကွန်ဘီနယ်လူမျိုးရေးတပ်ဦး PSF ထင်းနေအပဝင်တောင်မျိုးသားပါတီ TNP တောင်နိုင်ငံရေးတာမေခံကော်မတီ TPCC တို့ပါဝင်တဲ့ဂျာကာလာအုပ်ချုပ်ရေးအတွက်တောင်ပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်ပါတယ်။ထိပ်တီကောင်ဆောင်များ83ဦးတက်ရောက်တဲ့စီဝေးကိုဇွန်လ1ရက်နေ့ကနေ3ရက်နေ့အထိ တောင်ပြည်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးမှာတောင်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ရေးဆွဲထားတဲ့တောင်ပြည်တော်လှန်ရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုပြီးတောင်ပြည်ကောင်စီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။တော်လည်ကာလမှာတောင်ပြည်ကောင်စီ TLC ကအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်ဖွဲ့စည်းဖြစ်တရင်တညွတ်ထဲဆုံးဖြတ်ခဲ့ကြပါတယ်။တောင်ပြည်အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဟူသောမန္တန်ကြီး၃ခုကို တောင်ပြည်ကောင်စီ TLC ကထိန်းចောင်းစက်မှတ်ဥဆောင်သွားမှာဖြစ်ပါတယ်။ကောင်စီဝင်များမှာဥက္ကဋ္ဌတာဝန်အဖြစ်ပိုချုပ်ကြီးတာအိုက်ဘုံဒုဥက္ကဋ္ဌတက်လွိမူခမ်းဒုဥက္ကဋ္ဌနှင့်တာအေးမောင်တို့ဖြစ်ပါတယ်။လွိပုကမေခရကိုအသွင်းမှုအဖြစ်ခန့်အပ်ပြီးတော့လွိရီကိုတော့တွဲဖက်အသွင်းမှုအဖြစ်ခန့်အပ်ပါတယ်။ပိုချုပ်တာခူလန်တာအောင်ပေတာချာထွန်းလွိမူလှိုင်တို့မှာကောင်စီဖွဲ့ဝင်အဖြစ်ရွေးချယ်ထားပါတယ်။ တတုံညာနှစ်ခွန်စစ်စင်ရေးထဲမှာတအောင်မျိုးသားလူမျိုးရေးတမတော်တင်နေနဲ့မဟာမိတ်တပ်တွေကဘုံရန်သူစစ်ကောင်စီကိုဖယ်ရှားရှင်းလင်းနိုင်တဲ့နေမီတွေမှာစီမံအုပ်ချုပ်နိုင်ဖို့ဗက်ပေါင်းဆောင်မှာပါဝင်နိုင်တဲ့ပြည်သူအစိုးရအဖြစ်2025ခုနှစ်မှာစူးစမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘောင်ဘရောင်းပါ